ီတစ်ပတ် humorous barometer အစီအစဉ်မှာတော့မကြသေးခင်ရပါလေမတ်လ20ရက်နေ့ကဒီမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် Mr. John M. Doo ကမြန်မာနိုင်ငံနဲ့ဆိုင်တဲ့လူခွင့်ရေးအစီအစဉ်ကဏ္ဍတရက်ကိုတင်သွင်းသွားပါတယ်အဲ့တော့ကျွန်တော်တို့ဒီတစ်ပတ် humorous barometer အစီအစဉ်မှာဒီအကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ် ပြည်နယ်ကျွန်းရတဲ့ဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ဆိုင်ပြည်တော်စုဝင်ကြီးဦးအောင်မျိုးမင်းအွန်လိုင်းပေါ်ရောက်ရှိနေပါမိင်္ဂလာပါဆရာမိင်္ဂလာပါကုစိန်ဝင်းရေမတ်လ20ရက်နေ့ကတော့ဒီမစ္စတာတွန်အမ်ဒရူးကမြန်မာနိုင်ငံမှာစစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေမြင့်တက်လာတယ်ဆိုတာနဲ့နိုင်ငံတကာက မြန်မာနိုင်ငံကိုထောက်ပံ့ကူညီမှုတွေရုတ်တရက်ရုတ်သိမ်းလိုက်တဲ့ဟာကအဓိကစင်ကုန်မှုဖြစ်တယ်လို့တင်ပြသွားပါပဲ။အဲဒီတော့ဝန်ကြီးအနေနဲ့ဒီအစီအကံတန်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်ပါတယ်များသိရှိထားပါသလားခင်ဗျာ။ဟုတ်ကဲ့ဒီ Mr. Tom Andrew ကတော့သူ့ရဲ့ထုံးစံအတိုင်းပဲတကယ့်ကိုမြန်မာနိုင်ငံမှာဖြစ်ဖြစ်နေတဲ့လူခွေးချုပ်ဖောက်မှုတွေအကြမ်းဖက်စစ်တပ်ရဲ့ရာဇဝတ်မှုချုပ်ပြုလုပ်မှုတွေကိုတင်းတင်းကြပ်ကြပ်တော့ကတကယ့်ကိုအာမှန်ပြပြနဲ့ထပ်မှန်ပြီးတော့ တင်ပြပေါ်တာတွေ့ရပါတယ်။ဒီနေရာမှာသူ့ရဲ့လူခွေးဆိုင်ရာတုံ့တက်ချက်ပေါ့နော်။ဒါကကျွန်တော်တို့လူခွေးဆိုင်ရာဝင်းကြီးဌာနကထုတ်ပြန်ထားတဲ့အချက်လက်တွေအတိုင်းပါပဲ။အကြမ်းဖက်စစ်တပ်ကအခုနောက်ပိုင်းမှာပြီးခဲ့တဲ့6လအတွင်းမှာလေချောင်းတိုက်ခိုက်မှုတွေကိုလက်လက်ဆက်သုံးလာတယ်။တကယ်ကိုမြေပြင်မှာစစ်စစ်ညံ့ညံ့ကြည်တဲ့ထိလျောက်ထိရည်ရွယ်ထားတဲ့တိုက်ခိုက်မှုတွေဒါတွေကျွန်တော်တို့တွေ့နေရတယ်။ ဒါကိုတည့်တည့်အစီအငတ်သားလည်းပေါ်ပြထားတယ်။အဲဒါကအရက်သားပြည်သူတွေပေါ်မှာပြစ်မှတ်ထားတိုက်ခိုက်မှုကပုံမရောဆိုးွားလာတယ်။ဒီနေရာမှာကျွန်တော်တို့ဝန်ကြီးဌာနကရရှိထားတဲ့အချက်တွေတိုင်းပဲစေယုံစေကန်းတွေတိုက်ခိုက်မှုတွေပုံမတိုးလာတာလေ။စာတင်ကြောင်းတွေကိုတမင်သက်သက်ယူရပြီးတော့တိုက်ခိုက်တာလေ။ဒါကဘာသာရေးအဆောက်အဦပေါ့နော်။ဘာသာရေးအဆောက်အဦနဲ့တူဒီဘာသာရေးဆိုင်ရာဝန်သာသနာဝန်ထမ်းတွေမှာတိုက်ခိုက်သေးကြီးပျက်စီးမှုကျွန်တော်တို့ဒါသူ့ရဲ့တင်ပြချက်တမှာ တွေ့နေရတယ်။ဒါကတော့တစ်ဖက်မှာ အကြမ်းဖက်စစ်တပ်ရဲ့စိတ်တက်ပိုင်ဆိုင်ရာယူရင်းပြစည်းမှုကိုခင်ထင်ရှားမြင်နိုင်တယ်လို့အကြမ်းဖက်စစ်တပ်ကတော့သူတို့ဒီအကြမ်းဖက်တဲ့နီလန်းကိုအသုံးပြုပြီးတော့ပြည်သူတွေကိုတိုက်ခိုက်မှုပုံမှုများပြားလာတယ်ဆိုရဲချက်ဒါကတော့ကျွန်တော်တို့ရဲ့လူခွေဆိုင်ရာအချက်တွေနဲ့အများကြီးတွေ့ရပါတယ်။နောက်တစ်ချက်ကတော့လူသားချင်းစာနာမှုဆိုင်ရာအကူအညီကိစ္စကိုတော့တင်ပြပြောဆိုတော့တွေ့ရပါတယ်။ဒီရဲ့အတိုင်းပဲ လူခွေချိုးဖောက်တွေများလာရင်နောက်ထပ်ကြုံတွေ့ရတဲ့ပြိပခတစ်ခုဟာလူသားချင်းစာနာမှုပြဿနာပြိပခကျွန်တော်ကြုံတွေ့ရမြန်မာနိုင်ငံနှစ်နိုင်ငံလုံးကြုံတွေ့ရတယ်။အဲဒါကြောင့်မလို့တိုက်ပွဲတွေပြစ်မှတ်ထားတိုက်ခိုက်မှုတွေများလာတဲ့ချိန်မှာဖက်ပြေးတိတ်ချောင်ရတဲ့ပြည်သူတွေကပုံပြီးတော့များပြားလာတယ်။အဲ့ပြည်သူတွေကနေဆက်ကိုထွက်ပြေးတိတ်ချောင်လာတဲ့ချိန်မှာဒီမတမာမှုတွေเนาะလူသားချင်းစာနာမှုเนาะကျွန်တော်တို့ပြဿနာတွေကြုံတွေ့ရမှာကဘဲနဲ့တခြား မတမာတဲ့လုပ်ငန်းတွေမှာအသုံးပြုဖို့အတွက်ပို့ပြီးတော့များပြားနေရဆိုတဲ့အချက်တွေသူကဖော်ပြသွားပါတယ်အဲ့နေရာမှာတင်းတင်းချာချာထောက်ပြသွားတဲ့အချက်ကတော့ဒီလိုမျိုးအကူအညီတွေလိုအပ်နေတဲ့ကာလအတွင်းမှာပဲနိုင်ငံတကာမှာသူဖြစ်အမေရိကန်လိုနိုင်ငံတွေကနေလူသားချင်းစာနာမှုအကူအညီတွေကိုဆက်တောက်လိုက်တယ်ဒါတွေရပ်တန့်လိုက်တဲ့အတွက်ပေါ်မူပြီးတော့ဒုက္ခရောက်သွားစေရဆိုတဲ့အချက်ကိုအင်္ဂနတ်အနေနဲ့အတူဟောပြသွားပါတယ်ကျွန်တော်တို့ဒီလိုမျိုးရက်တောက်မှုကြောင့် လက်ရှိအချိန်မှာတကယ်ကိုအသက်ဆက်ဖို့အတွက်လိုအပ်နေတဲ့လူပေါင်းပတန်းနီးပါးကအကူအညီရပ်တန့်သွားတယ်။နောက်တစ်ခါမြန်မာနိုင်ငံမှာပုံမူပြီးတော့ကျွန်တော်တို့အခုလိုမျိုးလူသားချင်းစာနာမှုအကူအညီလိုအပ်နေတဲ့လူတွေနှစ်ဒီ2025အတွက်မှာဆိုလို့ရှိရင်ကျွန်တော်လူဦးရေသုံးပုံတစ်ပုံကလိုအပ်နေတယ်။အဲ့အတွက်နောက်ထပ်ပြုံတွေ့ရမယ့်အခက်အခဲတည်းရလဲဖြစ်ပွားနိုင်တယ်လို့ပေါ်ပြသွားပါတယ်။နောက်တစ်ခုကတော့လူကြချက်ပေါ့နော်။ဘာနဲ့ပတ်သက်လို့အောင်မြင်မှုတွေပေါ်ပြသွားပါတယ်။ မှဘန်ကောက်ဘန်ကတော့သူ့ရဲ့အစီအခံသမားပါတဲ့အချက်နောက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်ကိုငွေလွှဲပြောင်းတာမလုပ်ဆောင်မှုဆိုတဲ့ကိစ္စတွေတချို့ဘန်တွေကနေအရေးယူဆောင်ရွက်မှုကြောင့်ဒါအရင်တုန်းကစစ်တပ်ကနေဝယ်ယူနေတဲ့စင်ကာပူကဝယ်ယူအားတွေကကျွန်တော်တို့90ရာခိုင်နှုန်းညော့သွားတယ်ဒီကဘာလုံးမှာဆိုတဲ့သုံးပုံတစ်ပုံညော့သွားတယ်ဆိုရဲဥပပေါင်းဆောင်ရွက်မှုအကြောင်းကိုလည်းအားတက်စရာပေါ်ပြသွားတွေ့ရပါတယ်ဟုတ်ကဲ့အဲအဲ့ဒီမှာ ျွန်တော်သတင်းတပုတ်ဟိုဖတ်လိုက်ရတာဗောဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဗောနော်မြေမြုံမိုင်းအကြောင်းကိုလည်းပြောသွားတယ်တဲ့နောက်ပြီးကြတဲ့အခါကျတော့ဟိုဒီယောဂပရတွေဗောနော်နေဇတ်ဒေတာမှာအာအာချူဘကလိုဇစ်ဒီပြည့်နှက်မှုတွေကိုအာပြင်းထန်သေးတယ်ဗျအဲ့ဒီဟာကကြတော့ဘလို့နဲ့ပတ်သက်တဲ့ဟာလဲခင်ဗျာကိစ္စတော့ကျွန်တော်တို့ဒီလက်နက်ကင်ပိပကတွေမှာဟိုစနစ်တကျအတုံးမပြူကြတဲ့ဒီဒေးထရက်ဆိုးကျိုးတွေပေါ့နော်မြေမြုံမိုင်း မြေမြုံပိုင်းဆိုတာတော့ကျွန်တော်တို့ဖွဲ့ဝင်ဒီတပ်ဖွဲ့ဝင်ဒီတပ်ဖွဲ့တိုင်းကတုံးနေကြတွေ့ရတယ်။ဒါပေမဲ့အဲ့နေရာမျိုးမှာရန်သူကိုမထိပဲနဲ့အဖက်ရဲ့ရန်သူကိုမထိပဲနဲ့အရက်သားပြည်သူတွေထိခိုက်သေးဆုံးမှုတွေကျွန်တော်တို့ပြွားနေတာတွေ့ရပါတယ်။ဒါကြောင့်မလို့မြေမြုံပိုင်းနဲ့ပတ်သက်ပြီးတော့စနေကြအတုံးပြပြီးတော့ပြည်သူလူထုကိုမထိခိုက်အောင်လှုပ်ဆောင်ပေးဖို့ကလူအပ်နေတယ်။တတ်နိုင်လို့ရှိရင်တော့မြေမြုံပိုင်းဆိုတာကျွန်တော်တို့တုံးမပြူတင်တော့ စစ်ပွဲဆိုင်ရာလက်နက်ဖြစ်ကျွန်တော်တို့ဒါတားဆီးဖို့လဲလိုအပ်နေပါတယ်ဒါပေမဲ့လက်ရှိကာလမှာဒါတွေကိုတားဆီးဖို့ကခက်ခဲနေတယ်ပက်ပေါင်းစုံကတုံးနေတယ်စစ်တပ်ကပုံပုံတော့တုံးတယ်ဒါကြောင့်မလို့သိဆုံးမှုတွေမှာကျွန်တော်တို့တွေ့ရပါတယ်နောက်တစ်ခါကျွန်တော်တို့ဒီတိုက်ပွဲတွေမှာပါဝင်နေတဲ့ကာကွယ်တပ်ဖွဲ့ဝင်တွေဆိုရှင်ဒီမျိုးမျိုးမိုင်းကြောင့်ပုံမှုတော့ထိခိုက်မှုတွေပုံများပြနေတာဒါတွေတွေ့ရပါတယ်နောက်တစ်ခုကတော့ဗျာဒါကကျွန်တော်တို့ကြားမှရင်းနဲ့ပတ်သက်တဲ့ကိစ္စပေါ့ကျွန်တော်တိုင်းပြည်မှာအခုချိန်ထိ ဒီငှက်ဖျားတို့ TV တို့อ่ะကျွန်တော်ကင်းစင်နေတာမဟုတ်ဘူးအရင်တော့ဆိုရင်တော့ဒီဆေးတွေကိုတင်းတင်းချာချာဟိုပေးပို့ပြီးတော့ထိုးဆေးတွေလုံနိုင်တယ်ကာကွယ်ဆေးတွေလုံနိုင်တယ်အထူးဖြင့်ကလေးသူငယ်တွေကိုကျွန်တော်ဒီကာကွယ်ဆေးတွေထိုးပေးတဲ့အစီအစဉ်ကရှိခဲ့ပေမဲ့အခုချိန်မှာစစ်ပွဲတွေကိစ္စရောနောက်အကြမ်းဖက်ချေအောင်စုကဒါမျိုးကိစ္စတွေကိုဘတော့မှဦးစားပေးဖို့လှုပ်ဆောင်တာမရှိတဲ့အတွက်ကြောင့်မလို့ဦးဆက်ယောဂတွေနော်တားဆီးနိုင်ရဲ့သားနဲ့ ကျွန်တော်တို့ဓာတ်တွေကိုမတားတားဆီးနိုင်တဲ့ကာကွယ်ဆေးတွေအစီအစဉ်တွေကိုမလောက်ဆောင်နိုင်တဲ့အတွက်ကြောင့်တည်သူတွေရောအထူးဖြင့်ကလေးသူငယ်တွေမှာဒီလိုမျိုးယောဂါတွေပို့ပြီးတော့ပြန်လွယ်မှုတွေဖြစ်ပါတယ်။ဒါကကျွန်တော်စိုးရင်စရာရှိတယ်။မြန်မာနိုင်ငံတနိုင်ငံနဲ့မှာမကောက်။ဒီလူတွေကတခြားနိုင်ငံကိုရှေ့ပြောင်းရောက်ရှိသွားမယ်။တခြားနေရာပြောင်းဖြစ်သွားလို့ရှိရင်ဒီယောဂါတဖြည်းဖြည်းပြန်ပြီးတော့ပြန့်နှံ့နိုင်နေတာဖြစ်တဲ့အတွက်ဒီကဲ့ကိုကျွန်တော်တို့ကျမ်းမာရေးနဲ့ပတ်သက်လို့စိုးရင်စရာကောင်းတဲ့ ကျမ်းမာရေးပြဿနာကိုလည်းမေ့ထားလို့မရပါဘူး။ Okay Mr. Trump Andrew ကဒီဒီအစီတင်ပြသွားတဲ့အစီအကံသားထဲမှာတင်ပြသွားတဲ့အဓိကအချက်ကြီးတစ်ခုတည်းမှာနိုင်ငံတကာရဲ့ထောက်ပံ့ကူညီမှုတွေရုတ်တရက်ပြုံးလိုက်တာပေါ့လေ။ကျွန်တော်နားလည်တာတော့အဲ့ဒါဒီ American နိုင်ငံရဲ့ USA ကထောက်ပံ့ကြီးတွေဖြတ်တောက်လိုက်တဲ့ဟာနဲ့အဲဟိုညှို့ဆိုတယ်လို့ထင်ပါတယ်။အဲ့တော့ဒီဖြတ်တောက်မှုကဒီရမုံငွေဖြတ်တောက်မှုကမြန်မာလူထုနဲ့လူခွင့်ရေးကိစ္စရတယ်မှာဘလောက်တောင်ထိခိုက်တာမျိုး ဟိုဟိုကြီးမအန်ရီကြီးမတာဘယ်လောက်ဟိုပမာဏရှိလဲခင်ဗျဟုတ်ကဲ့ Mr. Don Andrew ရဲ့အစီအစဉ်ကစားထဲမှာဟိုနိုင်ငံကြီးရဲ့လူသားချင်းစာနာမှုအကူအညီဖြတ်တောက်မှုအထူးသဖြင့် US ကိုဒါသူဒါတိတိကျကျဖော်ပြသွားပါတယ်အားလုံးသိတဲ့အတိုင်းပဲဒီဆိုရတဲ့နဲ့ US ရဲ့သမရတဲ့ရဲ့ policy ရဲ့မှာနိုင်ငံတကာကူညီထောက်ပံ့မှုတွေကိုရပ်တန့်သွားတဲ့ဟာတွေအဲ့ထဲမှာကျွန်တော်တို့အတိကဟိုရင်းစိုးရင်စရာကောင်းတဲ့ချက်ပေါ့နော် ုံနဲ့ကြုံနေရပါတယ်ဒါကပါလဲဆိုတော့လူသားချင်းစာနာမှုအကူအညီတွေကိုထက်တောက်တဲ့ကိစ္စဒီသဖြင့်နေဆက်ဒီမှာဒုက္ခရောက်နေကြတဲ့ရိုဟင်ညာများပါဝင်တိုင်းရင်းသားတွေအားလုံးရဲ့လူသားချင်းစာနာမှုကူညီကျမ်းမာရေးပညာရေးအစီအစဉ်ဒါတွေကိုချက်ချင်းရပ်တန့်လိုက်တဲ့အရာတွေကျွန်တော်ကြုံတွေ့ရတယ်ဒါကလူသားချင်းစာနာမှုအကူအညီပေါ့အချိန်တည်းမှာနေပြည်တွင်းမှာဒုက္ခရောက်နေတဲ့သူတွေကိုတတ်နိုင်ရွေးကျွန်တော်ပံ့ပိုးပေးနေတဲ့အချို့အစီအစဉ်တွေလည်းတက်ရောက်မှုရှိပါတယ် ဒါတွေမကသေးပါဘူးလူခွင့်ရင်းနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်မှုအစီအစဉ်တွေမှာကျွန်တော်တို့ဟိုဒီမိုကရေစီရေးလူခွင့်ရင်းနဲ့ပတ်သက်ပြီးတော့အရင်တုန်းကကိုကြီးထောက်ပံ့ခဲ့တဲ့အစီအစဉ်တချို့လည်းရည်ဆန်းလိုက်တာရှိတယ်အဲ့တော့ကျွန်တော်တို့လိုမျိုးဟိုမြန်မာပြည်သူတွေလို့ပေါ့နော်ကျွန်တော်လူခွင့်ရင်းနဲ့ပတ်သက်ပြီးတော့တရားမျှတမှုတွေလူခွင့်ရင်းနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်မှုတွေနောက်တစ်ခါကျွန်တော်တို့ဒီမှန်ကန်တဲ့ Federal ပြည်ထောင်စုထူထောင်ရေးဆိုရဲလုပ်ငန်းတွေနဲ့ နောက်ထပ်တစ်ဆင့်ကိုတက်လှမ်းပြီးတော့ပြည်သူလူကြားထဲမှာအသိပညာပေးတာတွေဒီလုပ်ငန်းတွေဖော်ဆောင်တဲ့လုပ်ငန်းတွေမှာလည်းအ ਨੇ နဲ့အများဆိုသလိုတိကျမှုတွေရှိပါတယ်။ဒါတွေကတော့ကျွန်တော်တို့ဒါ US ရဲ့ policy ပေါ်မှာပြောင်းလဲမှုကိစ္စဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့အခုချိန်မှာဒီ US ရဲ့ဒီလိုမျိုးလူသားချင်းစာနာမှုအကူအညီဖြတ်တောက်မှုကိုပြန်လည်စဉ်းစားဖို့ထောက်ပံ့ပေးနေတဲ့အဖွဲ့တွေကလည်းပြန်လည်ပြီးတော့အရေးဆိုမှုတွေလုပ်လာတဲ့အတွက်တချို့နေရာမှာ ပြန်လဲပေးအပ်တယ်ဆိုတဲ့သတင်းတွေကြားရတယ်။ဒီချိန်ထဲမှာပဲဒီလိုမျိုးဖြစ်နေတဲ့ကာလအတွင်းမှာသူဖြင့်ကျမ်းမာရေးကိစ္စနဲ့ပတ်သက်ပြီးတော့စားတောက်နဲ့ပတ်သက်ပြီးတော့စာနယ်ရေးခန်းနဲ့ပတ်သက်ပြီးတော့လူအပ်တဲ့လူတွေကိုကူညီမှုတွေတခြားသောနိုင်ငံတွေ EU တို့လိုမျိုးနိုင်ငံတွေကလည်းအမှန်တို့ပြင်ပေးဖို့အတွက်ကျွန်တော်တို့ဒါဖြစ်အောင်တောင်းဆိုလှုပ်ဆောင်မှုတွေအခုချိန်မှာမဖြစ်မနေလှုပ်ဆောင်နေရပါတယ် ဲခုနကဝန်ကြီးပြောသွားလို့ Mr. Trump Andrew ရဲ့အရင်အစီရင်ခံစာမှာပါတဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့ဒီမြန်မာနိုင်ငံကဒီစီးပွားရေးမြန်မာစီးပွားရေးပန်နဲ့ဘန်ကောက်ပန်ချိတ်ဆက်တဲ့ဟာကိုမိမောက်ထိုးပြခဲ့တော့အခုဘန်ကောက်ပန်ကအာအဲ့လိုမျိုးဆက်မလုပ်တော့ဘူးပေါ့နော်ဒါထိရောက်ထိရောက်မှုရှိတဲ့ဟာပေါ့အခုဒီ March 20ရက်နေ့ကအစီရင်ခံစာကြောင့်ကောဒီလူသားစာနာအကူအညီဆိုင်ရာတွေ ပြန်ပြီးတော့ပြန်ရလာမယ်အထောက်ပံ့မျိုးတွေဖြစ်လာလိမ့်မယ်လို့မျှော်လင့်လို့ရလားခင်ဗျာမျှော်လင့်လို့ရပါတယ်မျှော်လင့်လို့ရတယ်ဆိုတာကကျွန်တော်တို့ဟို policy ချလို့ပြောင်းလဲသွားတဲ့အစိုးရမူဝါဒတွေကိုကျွန်တော်တို့ပြန်လဲသုံးသပ်ဖို့အတွက်လှုပ်ဆောင်တာဖြစ်ဖြစ်ဖို့လိုအပ်တယ်လို့နဂိုရီးယားကူညီပေးနေတဲ့ဒီနိုင်ငံတွေပေါ့နော်ဒီလိုမျိုးနိုင်ငံတွေရမုံငွေတွေကိုအခုကာလအတွင်းမှာနော်တိုးမြှင့်ပြီးတော့လှုပ်ဆောင်ပေးဖို့ချက်လာဖို့အတွက် ဒါကျွန်တော်တို့လည်း NUG အစိုးရကိုယ်တိုင်လည်းဒါဒါလှုံ့ဆော်နေရရှိတယ်။နိုင်ငံတွေမှာရှိနေတဲ့အစိုးရတွေရဲ့เนาะကျွန်တော်ဒီလွှတ်တော်တို့ပါလီမန်တို့နောက်ကအဲ့ဒီဒေတာမှာရှိနေတဲ့တခြားသောအဖွဲ့တွေကလည်းလှုံ့ဆော်မှုတွေရှိတယ်။အဲ့တော့ကျွန်တော်တို့စတင်ပြီးတော့တောင်းဆိုတဲ့လှုံ့ဆော်နေတဲ့ဒီလှုံ့ဆော်မှုကိုဥလသမကရဲ့เนาะကျွန်တော်တို့အထူးကျွန်တော်တို့ကိုယ်စားလှယ်တူဖြစ်တဲ့လူခွေးဆန်ကိုယ်စားလှယ်ပြုတော်အန်ဒရူးရဲ့ပြောကြားချက်ကပုံမအားကောင်း တာမုတ်ပေးနိုင်တယ်ထင်တယ်။ကျွန်တော်ကအထူးဖြင့်သူပြောကြတဲ့နေရာတွေကဝင်းကြီးအာအစိုးရတစ်ခုချင်းကိုပြောကြတာမဟုတ်ဘဲနဲ့လူခွေနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်ပေးဖို့အာဝန်ရှိတဲ့လူခွေကောင်စီမှာသူပြောသွားတာဖြစ်တဲ့အတွက်ပြန်လည်သုံးသပ်ဖို့ရည်အချိန်ထဲမှာရင်ပုံမကူညီဖို့အတွက် action တွေလှုပ်ဆောင်မှုတွေပေါ်ပေါက်မှုတွေအများကြီးကြိုးရှိနိုင်ပါတယ်။သူပြောတဲ့စကားလေးမှာ လူခွေကောင်စီမှမလုပ်ရင်ဘသူလုပ်မှာလဲအခုချိန်မှမလုပ်ရင်ဘယ်ချိန်လုပ်မှာလဲဆိုရင်မိကုံးလေးနဲ့သူ့ရဲ့မိကုံးကိုအဆုံးသတ်သွားတာအလုံးသတိထားမိပါပါဒီချက်ကတွေ့ဝင်နေတယ်ကျွန်တော်တို့မြမရေးကိုစိတ်ဝင်စားတဲ့နိုင်ငံနေနဲ့ကြီးဝဲပြီးပြောတာဒီနိုင်ငံလေးကြီးဝဲပြီးပြောတာတေးကြတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့တော့မြက်အခု report ကတက်လှန်တာဒီနောက်တော့ကထပ်ပြီးတော့လှုပ်ဆောင်မှုအတွက် တိုက်တွန်းတဲ့အရေးပါတဲ့စီရင်ခံစားပြောကြားချက်ဖြစ်မှာသိကြပါတယ်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့ခွင့်ရေးအထူးကိုယ်စားလှယ် Mr. Tun M. Ju ရဲ့အစီအကံနဲ့ပတ်သက်ပြီးတော့ဝန်ကြီးပြောကြားသွားတဲ့အရာတွေမသားပေါ်ရပါကျွန်တော်တို့နောက်တစ်ပတ်မှာပြန်ပြီးတော့ဆုံကြမှာပေါ့နော်မီဇီမာရဲ့ Human Rights Barometer အစီအစဉ်ကိုအပတ်စဉ်ကြာတာပရင်းညည 9နာရီကျွဲမှာဒီစီမယုံမြင့်တန်ကြားကနေထုတ်လွှင့်ပြသနေပါတယ်မြန်မာပြည်သူပေါင်းလူသားရဲ့မွေးရပါခွင့်ရေးဖြစ်တဲ့အခြေခံလူခွင့်ရေးတွေပြန်လည်ရရှိပြီးတော့စင်ရဲအတွင်းကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းဆုမွန်ကောင်းတောင်းပါတယ်ကျွန်တော်ကတော့စင်ဝင်ပါ